အောင်မြင်လာတာနဲ့အမျက်ကြီးစားတဲ့ဖက်တီမာရဲ့လုံရဲ့ ဖတီမာကသူမရဲ့တံမြာသေးသုံးနဲ့ငားရီကွန်ချော်ရဲ့အချိုးပီးကန်ကြောင့်မယုံနိုင်တော့အောင်ဘဝပြောင်းလဲသွားခဲ့ပါတယ်။အခုဆိုရင်ဖတီမာကသူမဘဝရဲ့ပထမဆုံးကိုပိုင်နှထက်အင်ကြီးကိုပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။အရင်ကတော့ဖတီမာကအင်ငားဘဝနဲ့သာတသက်လုံးနေခဲ့ရတာပါ။အင်ငားကမပေးနိုင်လို့အဆင်မပြေတဲ့အချိန်တွေလည်းရရှိခဲ့မှုပါတယ်။အခုတော့သူမရဲ့ကိုပိုင်အင်ကြီးကိုပိုင်ဆိုင်နိုင်ခဲ့ပြီမို့ပျော်ရွှင်နေရပါပြီ။ဖတီမာရဲ့အင်ကပြီးခဲ့တဲ့လပိုင်းကမှစတင်ဆောက်လုပ် ခဲ့တာဖြစ်ပြီးတော့အရေးကြစနစ်နဲ့ဆောက်လုပ်ခဲ့တာပါပြီးကြတဲ့ရက်မှာပဲအိမ်ကတအိမ်လုံးပြီးသွားပြီမို့ဖက်တီမော်ရိုမီသားစုပါတက်ရောက်နေထိုင်တော့မှာဖြစ်ပါတယ်ဒီလိုနဲ့ထက်တိုက်အိမ်ကြီးကိုခရမ်းရောင်နဲ့အလားဆင်ပြီးတော့ဆောက်ထားကလှပတဲ့ဥရဏာတွေလည်းပါရှိပါတယ်အိမ်ကအုတ်တိုက်အဖြစ်ဆောက်လုပ်ထားပြီးတော့ အထင်းမှာဆိုရင်လည်းမျက်နှာချက်တွေအပါအဝင်သေချာပြင်ဆင်ထားတာကြောင့်ဝင်လိုက်တာနဲ့ခန်းထားတဲ့တိုက်အိမ်ကြီးလိုဖြစ်နေတာမို့လူတတော်များသဘောကျနေတာဖြစ်ပါတယ်ဖတီမာတော့ဒီလိုပိုင်ဆိုင်နေတာကသမင်းရှင်ရဲ့ဂျေဇူးကြောင့်မာလို့ဂျေဇူးတင်စကားပြောထားပါတယ်တကယ်လည်းပဲသူမရဲ့တိန်းတစ်ထောင်ဝင်းချင်းတန်ဖိုးရှိတဲ့အိမ်တစ်လုံးလုံးကိုအချင်းပေါင်းနဲ့ငားရီကွန်ကျော်ရောင်းလို့ရတဲ့ငွေရနေပြီးတော့ရရှိခဲ့တာဖြစ်ပါတယ်ရှောင်းလို့ရသမျှငွေတွေကိုစုဆောင်ပြီးတော့ဘာမှမတုံးမဲအိမ်ရအောင်အမြန်ဆုံးဆောက်လုပ်ခဲ့ရလို့သိရပါတ တယ်။ဒါပေမဲ့တချို့ကတော့ဖတ်ဒီမာဟာအမျက်ကြီးစားလို့ဒီလိုတွေပိုင်းဆိုင်လာတာပါလို့ဝေဖန်နေကြတာဖြစ်ပါတယ်။တနေ့တောင်မပြည့်သေးပဲလပိုင်းအတွင်းမှာသိန်းတစ်ထောင်လောက်စုနိုင်တာကြောင့်အမျက်ကြီးစားတယ်ဆိုပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။ဖတ်ဒီမာကတော့အမျက်ကြီးစားတာမဟုတ်ဘူးဆိုပြီးတော့လည်းပြန်လည်ပြောကြားခဲ့ပါတယ်။ဖတ်ဒီမာအိမ်ကအောက်ထပ်မှာလည်းဆိုင်ဖွင့်ဖို့တရားပြင်ဆင်ထားတာကြောင့်စည်းတဲ့တယောက်အနေနဲ့တော်တော်လေးကိုပျော်ရွှင်နေရတာပါအရင်တော့အလံမေးမှသာရောင်းခဲ့ရတဲ့သူမအတွက် အခုအချိန်ကတော်တော်လေးကိုအဆင်ပြေနေပါပြီ။အောက်ထပ်မှာငါရေကွန်ကျော်နဲ့ဒီမရောင်းတဲ့ပစ္စည်းအားလုံးကိုဖွင့်လှစ်မှာဖြစ်ပြီးတော့လက်ကားပေးဖို့အတွက်ဂိုဒေါင်လေးလောက်သွားမှာဖြစ်ပါတယ်။အပေါ်တက်မှာတော့အိတ်ခမ်း၃ခန်းအထိဖန်တီးထားတာဖြစ်ပါတယ်။ဖတီမာကမန္တလေးမှာဆိုင်ကန်းငှားပြီးတော့ဖွင့်တာမျိုးမဟုတ်ဘဲသူ့ရဲ့ကိုယ်ပိုင်အိမ်မှာပဲဖွင့်ထားတာဖြစ်ပါတယ်။ဒါအပြင်ဥပိန်တရားမှာလည်းအရင်တိုင်းပဲဆက်လက်ဖွင့်ထားတော့မှာပဲ။ဒါအပြင်ရန်ကုန်မှာပထမဆုံးဖွင့်ထားတဲ့ဆိုင်ခွေရလည်းတော်တော်လေးကိုအောင်မြင်တယ်လို့ဆိုရမှာပါ။ စတင်ပြီးတော့ဖွင့်လှစ်ကလေးကရောင်းအားကောင်းပြီးတော့ဝန်ထမ်းတွေအများကြီးခံထားတာ ရောင်းချနိုင်နေတာဖြစ်တဲ့ဖတီမာအရင်တော့ကနေမတူတော့ပဲတတိမကြီးတယောက်လိုခံထားပြီးတော့အဆင်ပြေလာခဲ့ပါပြီ။ဒီမှာရန်ကုန်မှာလည်းဆိုင်ခွဲတွေအများကြီးထပ်ပြီးတော့ဖွင့်ကျင်တယ်လို့သိရပါတယ်။ဒီမှာရဲ့အစားအသောက်တွေရောင်းမကောင်းအောင်အဆိုးပြောတဲ့သူတွေလည်းများပြီးတော့ ငါရေကြုံကြော်ရီကခားတယ်ဆိုပြီးပြောတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့လည်းဖတီမာကိုချစ်တဲ့သူတွေကဝယ်စားကြတာကြောင့်သူ့ဆိုင်လေးကအောင်မြင်နေတာပါ။ဖတီမာရဲ့ကံအချိုးပေးကမနာလိုသူတွေပုံများလောက်အောင်ကောင်းတာမို့ဝေဖန်ပြောဆိုတဲ့သူတွေများပါတယ်။ဒါအပြင်သူ့ရဲ့အစားအသောက်တွေရောင်းမကောင်းအောင်အဆိုးပြောတဲ့သူတွေကလည်းနောက်ဆုံးမှာတော့ဘလောက်ပဲပြောပြောသူကတော့ရောင်းကောင်းနေတာပဲဖြစ်ပါတယ်။ဖတီမာကိုချစ်တဲ့သူတွေကတော့ဝယ်စားနေကြတာပဲဖြစ်ပါတယ်။ဖတီမာကအကျော်ဆုံးလုပ်ငန်းတွေပါလုပ်ပြီးတော့သူ့ရဲ့စီးပွားရေးကိုတစားတဲ့တစား ိုးချဲ့နေကြပါဒါအပြင်ဖတီမာကနတ်ကူးဝယ်ယုံကြည်သူဖြစ်ပြီးတော့သူ့ရဲ့စီးပွားရေးလုပ်နေတဲ့အချိန်မှာနန်းနဲ့ပတ်သက်တာတွေကိုလည်းပင်ဖိတ်ပြီးတော့ပေးတာမျိုးတွေရှိပါတယ်နတ်ပွဲတွေပေးပြီးတော့စီးပွားကြအောင်လုပ်ခဲ့ရရနေအခုလောက်ထိအောင်မြင်လာခဲ့တာဖြစ်ပါတယ် ဖတီမာအကျော်ဆုံးလုပ်ငန်းတွေပါလုပ်ကင်ပြီးတော့သူမရဲ့စီးပွားရေးကိုတစားတက်တစားတိုးချဲ့နေပါတယ်။ဒါအပြင်ဖတီမာကနတ်ကိုယ်ဝယ်ယုံကြည်သူဖြစ်ပြီးတော့စီးပွားရေးလုပ်နေတဲ့အချိန်မှာနတ်နဲ့ပတ်သက်တာတွေကိုလည်းတကယ်ကိုအယုံကြည်ရှိတာဖြစ်ပါတယ်။ဖတီမာရဲ့နတ်ထတဲ့အိမ်ကြီးကိုပရိသတ်ကြီးရောအားကြမိလား။ကွန်မလီထဲမှာရေးခဲ့ပေးပါအောင်။ဆော်ဒီချစ်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။